ငွေကြေးလွတ်လပ်ခွင့်ရရှိရန်အတွက်လူတိုင်းလိမ့်နာတင်သည့်လက်တွေ့ကျသောအစဉ်ကားစဉ်ကိုမြန်ဟန်စည်းကမ်းပါလို့တိုက်တွန်းပြောပြပေးခြင်းပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ဗန္ဒိုင်းလွတ်လပ်ခွင့်ဒီတို့လမ်းတော်အစဉ်ငားစဉ်အကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အစဉ်သစ်ကကျွေးမိများကို ဖြည့်ရှင်ပါ settling debt အစဉ်နှစ်ကအကြီးပေါ်ရန်ပုံငွေကိုတိဆောက်ပါ ama chelsea fan asin thong ga ndac man khan kwe mu risk management insurance asin di ga yin di myu nan jin wo sa tin ba start investing asin nga ga pension ni a ngain sa nyam bu ngwe su saung ba retirement and financial freedom a yin song asin tit ko phyo pya pye twa ma bae the ba e chwe mi mya ko phi shin ba settling debt စိတ်ဓာတ်ခုံအားလားငွေကြေးချွေထားမှုလားအကြောင်းအရာကိုအရင်ဆုံးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ျွန်တို့ရဲ့ငွေကြေးခရီးလမ်းမှာအရေးကြီးဆုံးစိန်ခေါ်မှုတစ်ခုကတော့အတော်နှုံးမြန်မာတဲ့ကျွေးမီတွေပဲဖြစ်ပါတယ်။အကျွေးဝယ်ကတ်တင်နဲ့ပုတ်လီကချေးငွေတွေလိုကျွေးမီတွေကကျွန်တို့ရဲ့ဝင်ငွေကိုတိတ်တဆိတ်စားသုံးနေကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီကျွေးမီတွေကိုထိထိရောက်ရောက်ရှင်းလင်းနိုင်မယ်မဟာဗျူဟာနှစ်ခုကိုနှိုင်းယွဆင်းနေသွားမှာမယ်။အဲ့ဓာတွေကတော့ snowball မတ်တာနှင်းလုံးနီလန်းနဲ့ avalanche မတ်တာရေကြီးမြပြိုလဲမှုနီလန်းတို့ပဲဖြစ်ပါရဲ့။အေး snowball မတ်တာ နှင်းလုံးနီးလန်းစိတ်ဓာတ်ခွန်အားကိုဦးစားပေးခြင်းစနိုဘောမက်သက်ကနမဲနဲ့လိုက်အောင်တောင်ကုန်းပေါ်ကလိန်ဆိုင်လာတဲ့နှင်းလုံးလိုပါပဲသင်းငယ်ညာကညိကြီးမားလာတဲ့အရှိန်ကိုအသုံးဖြူတာချစ်ပါတယ်ဘလို့လို့မလဲသင်းရဲ့ကျွေးမိအားလုံးကိုပမာဏအငယ်ဆုံးကနေအကြီးဆုံးထိစီပါအတိုးနှုံးကိုဂယုမဆိုင်ပါဘူး လုံဆောင်ပုံကအကြီးဆုံးအကျွေးတွေအတွက်အ ਨੇ ဆုံးပေးချေမှုမီနီမမ်ပေးမန့်ကိုသာပေးပါပြီးရင်အသေးဆုံးအကျွေးကိုအငန်ဆုံးရှင်းပြကိုတင့်ဝင်ငွေထဲကအစွမ်းကုန်ပိုးရဲငွေကိုထည့်ပေးပါပထမဆုံးကြွေးကြည့်သွားတဲ့အခါအဲ့ဒီငွေပေးချေကိုပမာဏမီနီမမ်ပေးမန့် plus အပုံငွေအားလုံးကိုဒုတိယအသေးဆုံးအကျွေးတွေကိုပေါင်းထည့်ပြီးဆက်ဆက်ပါဒါကြောင့်နှင်းလုံးလိုအရှင်ရလာလာပါအားထားချက်ကအသေးဆုံးအကျွေးကိုမြင်မြင်ဆက်နိုင်တဲ့အတွက်ရလက်ကိုမြင်ငံမြင်ရပြီးစိတ်ဓာတ်ခွန်ကမြကြီးရရှိပေးပါတယ် ငွေကြေးစနစ်ကိုစတင်စည်းမံခန့်ခွဲသူတွေအတွက်စိတ်တက်ပိုင်ဆိုင်ရာအားအကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။ထည့်သွေးစင်းစားရန်ကဒီနီလန်ကစုစုပေါင်းအတိုးပေးရမယ့်ပမာဏကိုတော့အခြားနီလန်ထက်ပိုများစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့အတိုးများဆုံးအကျွေးကိုနောက်မှမှရှင်းတာမို့လို့ပါ။ 1.Avalanche method ရေကဲမီပြူလဲမှုနီလန် Avalanche method ကကြိုးချောင်းစီလီယံနဲ့ငွေကြေးချွေထားမှုကိုအဓိကထားတဲ့နီလန်ဖြစ်ပါတယ်။ဘယ်လိုလုပ်မလဲ။ တင်းကျဲကျွေးမီအောင်လုံးကိုအတိုးနှုံးအမြင့်ဆုံးကနေအနိုင်ဆုံးအထည်စီပါလှုပ်ဆောင်ပုံကအတိုးနှုံးအနိုင်ဆုံးအကျွေးတွေအတွက်အနည်းဆုံးပေးချေမှုမီနီမမ်ပေးမန့်ကိုသာပေးပါပြီးရင်အတိုးနှုံးအမြင့်ဆုံးကိုဥစွာရှင်းပြထိုးတင်းကျဲအပုံငွေအားလုံးကိုအသုံးပြုပါပထမဆုံးအကျွေးကျေသွားတဲ့အခါယခုကပေးခဲ့တဲ့ငွေပမာဏအားလုံးကို နောက်ထပ်အတိုးနှုန်းအမြင့်ဆုံးအကျွေးသက်ကိုလုံးဝလွှဲပြောင်းပြီးဆက်ဆက်ပါအားသာချက်ကဒီနီလန်ကတင့်ကိုငွေကြေးအရာ စုစုပေါင်းအတိုးပေးရမယ့်ပမာဏအနည်းဆုံးဖြစ်ပြီး အကျွေးကိုအတိမ်တုံးနဲ့ကျေစေတဲ့ငွေကြေးဆက်ရတင်ချာရအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ထဲသွေးစဉ်းစားရန်ကပထမဆုံးကြေးမဲ့အကျွေးကပမာဏကြီးပြီးအတုံးနှုံးမြင့်နေမယ်ဆိုရင်ရလက်မြင်ဖို့အချိန်ပိုကြနိုင်လို့စိတ်မတက်ကြဖို့ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။တောင်းအပိသက်ဆုံမြတ်ချန်ဘယ်နည်းလမ်းကတင်းအတွက်အကောင်းဆုံးလဲ။စိမ့်သက်ခွန်တော်ကတင်းအတွက်ပိုအရေးကြီးပြီးအကျွေးဆက်မီခအီကိုစိတ်အားထက်သန်စွာစတင်ခြင်းနဲ့ဆိုရင် snowball method ကိုရွေးချယ်ပါ။ တင်ချအရအကောင်ဆုံးဖြစ်ပြီးစုစွန်ပေါင်းနှွေးကြွေးအချွေတာမှုကိုလိုချင်တဲ့ဆိုရင် Avalanche method ကိုရွေးချယ်ပါအဓိကကစတင်လှူဆောင်ခြင်းပဲဖြစ်ပါတယ်ဒီနည်းလမ်းနှစ်ခုထဲကတစ်ခုခုကိုရွေးချယ်ပြီးအာယုံစိုက်လှူဆောင်ပါလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်အစီအစဉ်မှာအစီအစဉ်အားဒီကြံပါသေးတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးပြောပြပေးသွားမှာမို့လို့ subscribe လုပ်ထားဖို့ကိုမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်